ထာရဖျားဤတရားတော်၌မွေ့လျော်၍တရားတော်ကိုနှိမ့်ညမပြည့်ဆင်ကြအောင်မေ့သောသူသည်မင်္ဂလာရှိ။ဗျာဒိတ်ကျမ်းအခန်းကြီး၄ထိုနောက်မှငါကြည်လင်ကောင်းငယ်၌တကားခွင့်ထားလျက်ရှိ၏။ရှေးဥစွာကြားရသောအတန်ဟုံမူကဤအရက်တို့တက်လော့နောင်ကာလ၌ဖြစ်ရမည်အရာတို့ကိုငါပြမည်ဟုငါနှင့်ပြောလျက်ရှိသောတဘိုးခရာတန်ကဲ့သို့မည်လေ။ထိုအခါ ဝိညာဉ်တော်ကိုငါသည်ချက်ချင်းခံရ၍ကောင်းငင်ပုံ၌ပလင်တစ်ခုတည်လျက်ရှိ၏ပလင်ပေါ်မှာထိုင်သောသူလည်းရှိ၏ထိုသူ၏အစင်းရောင်သည်ငကတော့ကြောင့်ဗရမ ्या ကြောင့်နှင့်တူ၏ပလင်၏ပဝင်းကျင်၌ကမြကြောင့်အစင်းရောင်နှင့်တူသောတတန်ရှိ၏ထိုပလင်၏ပဝင်းကျင်၌အခြားသောပလင်24ပလင်ရှိ၏ထိုပလင်တို့အပေါ်၌အသက်ကြီးသူ 24ပါတို့သည်ဖြူသောအဝိတ်ကိုဝိစင်လျက်ခေါင်းပေါ်၌ရွှေတရဖူကို ဆောင်းလျက်ထိုင်နေကြ၏ပလင်တော်ရဲကလျှက်စစ်ပြက်၏စကားပြောသံမိုးကြိုးသံလည်းမြည်၏ပလင်တော်ရှိ၌ဖျားသခင်၏ဝိညာဉ်ခုနှစ်ပါးဒီဟုသောမိကွက်ခုနှလုံးတို့သည်ထွန်းလျက်ရှိကြ၏ပလင်တော်ရှိ၌လည်းကြောက်တလေးနှင့်တူသောဖန်ရည်ကံရှိ၏ပလင်တော်၏အတွင်း၌၎င်းပဝင်းကျင်၌၎င်းမျက်စိနှင့်တကိုယ်လုံးပြည့်သောတရဝါလေးပါးရှိ၏ ပထမသတ္တဝါသည်ချင်းသည်နှင့်တူ၏ဒုတိယသတ္တဝါသည်နွားငယ်နှင့်တူ၏တတိယသတ္တဝါသည် လူမျက်နှာရှိ၏စရုထသတ္တဝါသည်ပြန်လျက်ရှိသောရွှေလင်းသားနှင့်တူ၏ထိုသတ္တဝါ၄ပါးတို့၏ကိုပတ်ဝန်းကျင်၌တပါးတပါးလေအတောင်၆ခုစီရှိ၏အတွင်း၌မျက်စိနှင့်ပြေကြ၏သူတို့ကလည်းအနန္တတကုနှင့်ပြည့်စုံ၍ပြစ္ဆုတ်ပန်းအတိတ်အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည်တန်ရှင်းတော်မူ၏ တန်ရှင်းတော်မူဤဟုနေညာမပြတ်ညင်၍မနေဘဲပြောဆိုကြ၏ပလီနောဘမှာထာ၍ကဘာအဆက်ဆက်အသက်ရှင်တော်မူသောသူ၏ဘုံအတီးေဂုံကျေးဇူးတော်ကိုထိုတတဝါတို့သည်ချီးမွမ်းကြသောအခါအသက်ကြီးသူ24ပါးတို့သည် ပလင်တော်ပေါ်မှာထိုင်တော်မူသောသူရှေ့၌ပြက်ဝဲလျက်ကဘာအဆက်ဆက်အသက်ရှင်တော်မူသောသူကိုကိုးကွယ်လျက်အိုးထာဝရဘုရားကိုတော်သည် ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူပြီးထိုအရာတို့သည်အလိုတော်ကြောင့်ဖြစ်၍ဖန်ဆင်းလျက်ရှိကြပါ၏ထိုကြောင့် ကိုတော်သည်ဘုံတီရေတကိုးတော်ကို ခံစားထိုက်တော်မူ၏ဟုလျှောက်ဆို၍ပလင်တော်ရှိ၌မိမိတို့တရဖူများကိုချထားကြ၏အာမင်